ဂျိုရှွာဘန်နဲ့ထိုးသက်ရမယ်ဘန်ဒိုဂျာရဲ့ပြောစကားတွေကတော့တော်တော်လေးကိုလွန်လွန်နေဗျာဂျိုရှွာဘန်ကိုမြန်မာနိုင်ငံသားမှုနော်တော်တော်လေးကိုအထင်သေးနေတဲ့ပုံရတယ်သူရဲ့ပြောကြားချက်တွေကိုကြည့်မယ်ဆိုရင်တိုင်းကလုံးကပြည်သက်တွေတော်တော်လေးကိုစိတ်တူနေမှာတော့အသေးချာပဲဘန်ဒိုဂျာကပြောပါတယ်ကျွန်တော်ကရိပထမဦးဆုံးသောအာရှသားနဲ့ရှင်ပြိုင်ထိုးသက်ရမှာမို့အယောင်အမရင်ခုန်နေပါတဲ့ဗျာ ဒါမဲ့ဒီပြိုင်ပွဲကအရန်ကိုကျွန်တော်အတွက်လွယ်ကူလွန်းနေပါတဲ့ easy money တဲ့ဗျာသူနောက်ဆုံးထိုးခဲ့တဲ့ fighter တယောက်ကိုကြည့်လေဗျာတဲ့ Joshua Van Tap များစွာနော်ပညာလေးကောင်းကြတဲ့အယောင်မှတော်ကြတဲ့တဲ့အခုကဒီခြာသိပ်လေးနဲ့ထိုးသက်ရမယ်ဆိုတော့အေးဆေးပါပဲတဲ့ကျွန်တော်အတွက်အရန်ကိုလွယ်ကူလွန်းနေတယ်ဆိုပြီးတော့ဘန်ဒိုဂျာကဖင်ရပြီးပြောလာတယ်ထပ်ပြီးနော်ပွဲတွေကိုကြေးလောင်းတဲ့သူတွေအနေနဲ့ ဒီပွဲမှာကျွန်တော်ကချုပ်ွက်နဲ့အနိုင်ရမယ်လို့သာလောင်းထားကြလိုက်တဲ့လောင်းလိုက်ကြတော့တဲ့ဘာလို့လဲဆိုတော့ဒီပွဲကကျွန်တော်ချုပ်ွက်နဲ့အနိုင်ရမှသေချာနေပြီဖြစ်တဲ့အတွက်မင်းတို့တတိဖြစ်ချင်ရင်ဒီပွဲကိုကျွန်တော်ချုပ်ွက်နဲ့အနိုင်ရလိုက်ပြီလို့သာမင်းတို့အနေနဲ့အခုကတည်းကနေလောင်းချလိုက်တော့ဆိုပြီးတော့เนาะဂျော့ရှွာဘန်ကိုပန်ဒိုဂျာကြီးကဖင်ရားပြီးတော့ဗျာတော်တော်လေးကိုအထင်သေးတယ်ပုံเนาะကျွန်တော်ရပါတယ်အစားတော့ကတော့เนาะဂျော့ရှွာဘန်ကိုကောင်းတော်လူငယ်ဖိုက်တာတို့เนาะချီချူးနေခဲ့ပါမယ်လေ ဘလို့ပြောရမှာလဲဒါဘန်ဒိုဂျာကြီးကဂျော့ရှွာဘန်လိုကောင်မျိုးလေးကနော်ငငယ်လေးကသူကအခုအသက်နော်ကျွန်တော်36နှစ်အရွယ်ကိုရောက်ရှိလာပြီဆိုတော့လေနော်35 36ရှိနေပြီဆိုတော့ဂျော့ရှွာဘန်ကအခုမှ20ဆုံးဆုံးဆိုတော့လေတော်တော်လေးကိုသူ့ထွက်တော့ကလေးလေးပေါ့နော်သူကဘယ်လိုပြောရမလဲဂျော့ရှွာဘန်ကမွေးဂျော့ရှွာဘန်မွေးတုန်းကသူက professional fighter ပေါ့ကွနော်စပြီဆိုတော့နော်အတွေ့အကြုံကလည်းအများကြီး quality ဆိုတော့တော်တော်လေးကိုအထင်သေးပုံရတယ်ပြီးတဲ့ခါကျတော့သူเนาะအေးပေးပြီးပြောသွားတာကအသာပေးပြီးပြောသွားတာကပါလေဆိုရင် ဂျောရှွာဘန်လို့အာရှဒါလီနဲ့တဲ့နော်မြန်မာနိုင်ငံသားဖြစ်လို့အထင်သေးတဲ့ပုံရပါတယ်ဗျာဒီကောင်တော့ပန်ဆိုဂျာကြီးမင်းဘလောက်ပဲအောင်မြင်သည်ဖြစ်စေဗျာဒီခါရှုံးလို့ကတော့မင်းကနေတိုင်းတင်ပြီးတော့လှောင်ပြောင်းမယ်နော်မင်းမင်းပြောခဲ့တဲ့စကားတိုင်းနော်ပြန်ပြီးတော့လှောင်ပြောင်းမယ်နေတိုင်းကိုမင်းကဗီဒီယိုတင်ပြီးလှောင်ပါနော်မှတ်ထားအောင်